ိုင်းနိုင်ငံရဲ့ဥပဒေနဲ့အညီမနေထိုင်တဲ့နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေကိုရှာဖွေဖမ်းဆီးမဲ့ထိုင်းရဲချုပ်ရဲ့အမိန့်ဟာချင်းမိုင်မြို့မှာစပြီးအသက်ဝင်နေပါပြီ။ Morris ကအပြည့်စုံပြောပြပေးသွားမှာပါ။ထိုင်းနိုင်ငံရဲ့ဥပဒေနဲ့အညီမနေထိုင်တဲ့နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေကိုရှာဖွေဖမ်းဆီးဖို့ထိုင်းရဲကျောက်က ဖေဖော်ဝါရီလ18ရက်နေ့မှာအမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အများပြည်သူအပန်းဖြေနေရတွေပလက်ဖောင်းတွေမှာပတ်ဝန်းကျင်ကိုစိတ်အနှောက်အယှက်ဖြစ်အောင်စူပူတောင်းကျမ်းမှုလုပ်နေတာတွေနိုင်ငံတည်ငြိမ်ရေးပြက်ပြားအောင်ပြုမှုလှုပ်ဆောင်နေတာတွေနဲ့ထိုင်းနိုင်ငံရဲ့ဥပဒေနဲ့အညီနေထိုင်ခြင်းမရှိတာတွေကြောင့်တနိုင်ငံလုံးအတိုင်းအတာနဲ့ဖမ်းဆီးအရေးယူမှာဖြစ်တဲ့အကြောင်းကိုထိုင်းရဲချုပ်ကထုတ်ပြန်ခဲ့တာပါအဲ့ဒီအမိန့်ထုတ်ပြန်ပြီးတရက်အကြာမှာပဲထိုင်းနိုင်ငံရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ချင်းမိုင်မြို့မှာအဖမ်းဆီးစစ်ဆေးတွေပုံများလာပြီလို့ချင်းမိုင်မှာနေထိုင်နေတဲ့မြန်မာအတိုင်းဝိုင်းတွေကနေသိရပါဗျာ ဒီတရုတ်ချပြန်ကိစ္စနဲ့ဒီအဲဒီပိုင်ဘက်မှာအဲ့ဂျူးအစ္စရေလကဒီဂျူးရဲ့ကိစ္စပြီးတော့ဒီထိုင်းရဲပေါ့နော်အဲနိုင်ငံသားတွေဒီတရားမဝင်နေထိုင်တာနဲ့ဒီတရားမဝင်တဲ့အလုပ်လုပ်တွေလုပ်ကန်ပတ်သက်ပြီးတော့ပို့ပြီးတော့ဖိဖိစီစီသူတို့အဲနေနေလာလို့ထင်တယ်အထောက်ထားရှိတဲ့သူကတိတ်ကိတ္တမရှိပေမဲ့ဒီအထောက်ထားဒီခိုင်ခိုင်မာမရှိတဲ့သူတွေလည်းလေသတိထားအသွာလာအစင်ချင်းပေါ့နော်ဒီဆိုင်ထိုင်တာအစပို့ပြီးတော့သတိထားမဲ့အနေထားတော့ရှိမယ်ထင်တယ်အခုလောလောဆယ်ပေါ့နော် ချင်းမိုင်မြို့ရဲ့စားတောက်ဆိုင်တွေနဲ့လူနေရပ်ကွက်တွေအတွင်းထိပါလိုက်လံစစ်ဆေးနေတာဖြစ်ပြီးဒီကာလမှာအထောက်အထားမပြည့်စုံပဲအလုပ်လုပ်နေတာတွေထိုင်းအစိုးရကခွင့်မပြုထားတဲ့အလုပ်အကိုင်တွေမှာဝင်ရောက်လုပ်ကင်နေတာတွေကိုတတိထားလုပ်ကင်ကြဖို့အလုပ်သမားကြီးကူညီပေးနေတဲ့သူတွေကဆိုပါတယ်အဖမ်းခံရပါကဒဏ်ငွေအနေနဲ့ဘတ်ငွေ9000ကနေဘတ်ငွေ9000အထိပေးဆောင်ရမှာဖြစ်ပြီးအစိုးဆုံးအနေနဲ့မြန်မာနိုင်ငံကိုပြန်ပို့ခံရနိုင်တဲ့အနေအထားမျိုးဖြစ်နေတာလို့လည်း DPP ကပြောပါတယ် ထိုင်းနိုင်ငံတောင်ပိုင်းမှာဖန်ခံရတဲ့မြန်မာနိုင်ငံသားတွေအများစုကတော့ကောတောင်းကိုပြန်ပို့ပြီးတော့မှဒီစစ်တပ်နဲ့ချိန်ဆမှုရှိတဲ့ဆိုတော့ဒီအနေထားကတော့တပတ်ကြောကြောအဒီတည်နေကြတော့အတက်လာတာတွေ့တဲ့ထိုင်းရဲ့ဒီ policy ကဒီရပောင်းတရားစီမံချက်ဆိုပေမဲ့လည်းကျွန်တော်အစိုးရကဒီမနေ့တော့ကမှဒီဝစီချုပ်ကပေးလိုက်တဲ့လက်စာတွေရဲ့ကိုလည်းပုံမရင်းယူသွားမယ်ဆိုတော့အဲ့ဒီကိစ္စရလည်း ်ထပ်ထူရှိနေတဲ့အခါကျတော့ဒီဥစားဆောင်ကြည့်ရမယ်နဲ့ဆိုတဲ့ဒီတပါတဲ့အတွင်းထဲမှာလေထိုင်းနိုင်ငံရဲ့တည်ငြိမ်ရေးကိုပြပြားအောင်လုပ်နေတာတွေနဲ့နှစ်နိုင်ငံပုံရိပ်ထိခိုက်အောင်လှုပ်ဆောင်တဲ့ပြစ်မှုမျိုးကျွန်းလုံးနဲ့ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်ရုပ်သိမ်းမှာဖြစ်ပြီးနိုင်ငံတော်ဝိုင်းမှာရှိတဲ့ထိုင်းရဲတပ်ဖွဲ့တွေကသတင်းမီဒီယာနဲ့ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကနေစောင့်ကြည့်ပြီးဖမ်းဆီးအရေးယူသွားမှာဖြစ်တယ်လို့ထိုင်းရဲချုပ်ကညွှန်ကြားထားပါတယ်။ချင်းမိုင်မျိုးရဲ့လူနေရပ်ကွက်တွေထဲမှာတော့အိမ်ထဲထိဝင်စစ်ဆေးတာတွေနဲ့ဗီဇာတွေပါလိုက်စစ်နေတာမျိုးတွေတွေ့လာရပြီလို့ချင်းမိုင်မှာအခြေချနေသူတယောက်က DPP ကိုပြောပါတယ်။ကျွန်မဆိုလဲဒီမှာ legal document အနေနဲ့ work permit visa နဲ့နေထိုင်နေသူပေါ့နော်။အခုတလို့ဆိုဒီကျွန်မတို့ဒီတက်တန်းတိုးတဲ့ကာလမှာ တချို့ဆိုဒီ name list ရပြီးတချို့ကမရသေးဘူး။ရပြီးတဲ့သူတွေကထားပါတော့ဖန်ခံ TV ပြန်လွတ်နိုင်ခြင်းရှိရလို့ပြောလို့ရသေးတယ်ဗောနော်။ဒါသူများတွေပြောတာဗောနော်။ဒီမရသေးတဲ့သူတွေဆိုရင်ဘယ်လိုလုပ်မှာလဲ။ဒါလည်းသူတို့မချပြီးလို့မရလေ။ကျွန်တော်တို့တတ်တတ်မဲ့မလုပ်ဘဲနေတာမဟုတ်ဘူး။အဲ့ဒါကိုဖန်နေဆိုတာကရုပ်ထိပ်မရှိဘူး။ဒါဆိုကျွန်တော်တို့ဟိုဘက်ကိုပြန်ပို့မှာလား။ဒါမှမဟုတ်ကျွန်တော်တို့စီကပတ်စံကိုထက်လို့ခြင်းလို့လား။ ထိုင်းရဲချုပ်အမိတ်ထုတ်ပြန်ပြီးနောက်ပိုင်းမြန်မာရွှေပြောင်းအလုတမအဖမ်းခံရတာတွေအခွန်မဆောင်ပဲကုံချောက်ရောင်းတဲ့ဆိုင်တွေဝင်ဖမ်းတာတွေနဲ့တရားမဝင်စာတင်နေတဲ့အကြောင်းတွေကိုဖမ်းဆီးအရေးယူနေတဲ့သတင်းတွေဟာလည်းထိုင်းမီဒီယာတွေမှာနေ့တိုင်းဖော်ပြနေပါဗျာကျွန်တော်မော်ရစ်ပါ